င်္ဂလာပါရှင်မက်ရှလာကိုရဲ့တင်းင်းကတွင်တွေအတွက်ရွှေငုံရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တင်းင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့နွေရသည်ကြောင်းပေးရဲ့ရန်ကုန်မြို့အနှံ့ဖရာဖူသူအပန်းဖြီသူဈေးဝယ်သူများဖြင့်စီကားတဲ့တင်းင်းဖြစ်ပါတယ်။ ွေရာသီကျောင်းပည့်ရက်ဖြစ်တဲ့အတွက်ရန်ကုန်မြို့ရှိတရိတ်ဆန်ရုံတွင်စစ်ကားနေပြီးစနေတနင်္ဂနွေနေ့များမှာလာရောက်လည်ပတ်သူပုံများကြောင်းသိရပါဗျ။ကျောင်းပည့်ရက်ကာလတွင်ရွှေတကုံစီတော်၊ဘုဒ္ဓထောင်စီတော်၊ကြောက်တော်ကြီးဖျား၊ကဘာအေးစီတီ၊ပြည်သူ့ရှင်မြေဥယင်၊မဟာဗန္ဓုလပန်းချံ၊မြို့တော်ခမ်းမ၊ကံတော်ကြီးဥယင်၊အင်းအားကန်ဆောင်အများပြည်သူအပန်းဖြေရာနေရာများ၊ဈေးဝယ်စင်တာများအပန်းဖြေသူများဖြင့်စီကားလျက်ရှိကြောင်းသိရပါဗျ။ ဆက်လက်တင်ဆက်ပေးမှာကတော့လေးမွာဘူးကိုဝင်ကိုဗဟုအမျိုးသမီးစေယုံကြီးရန်ကုန်တွင်အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့တဲ့တဲ့ရင်ဖြစ်ပါတယ်။ဘို့အမျိုးသမီးစေယုံကြီးရန်ကုန်တွင်အသက်26နှစ်အရွယ်ဒေါ်ဝဲမာထွန်းဆိုသူအမျိုးသမီးရဲ့တာဦးလေးမှာဘူးကိုဝင်ကိုမတ်လ6ရက်မိုးလဲ7:42မိနစ်ကအောင်မြင်စွာခွဲစိတ်မွေးဖွားနိုင်ခဲ့ကြောင်းသိရပါဗျ အစိုးရဒေါ်ဝင်းမာထွန်းရဲ့လေးမွာဘူးကိုဝင်ကိုခွဲစိတ်မွေးဖွားပေးနိုင်ရေးအတွက်ဗဟုအမျိုးသမီးစေယုံကြီးရန်ကုန်စေယုံအုပ်ကြီးကောင်းဆောင်ပြီးပါသားရက်ဆိုင်ရာပါမောခအထူးကုဆရာဝန်ကြီးများပါဝင်တဲ့စေကုသရေးအဖွဲ့ကိုဖွဲ့စည်းကညှိနှိုင်းတိုင်ပင်ပြီးမှစနစ်တကျဆောင်ရွက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါဗျ။ကိုလေးချင်း1.21 kg 1.52 kg 1.28 kg နဲ့0.91 kg ရှိမိန်းကလေးလေးဦးတို့ကိုခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီးမိခင်နှင်ကလေးများရဲ့ကျန်းမာရေးအခြေအနေမှာကောင်းမွန်လျက်ရှိကြောင်းသိရပါပါရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့280ပြည့်တက်မတော်နေ့အချိန်မှစစ်တီတော်ကျင်းဝတ်ပြိုင်ပွဲရန်ကုန်တွင်ကျင်းပတဲ့တဲ့တင်ဖြစ်ပါတယ်။ 280ပြည်တက်မလို့နေ့ချိန်မှစစ်တီတော်ဂျင်ဝေပြန်ဝဲကိုမတ်လ9ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းစစ်ဌာနချုပ်အနော်ထာခမ်းမာမာပြုလို့ရာတိုင်းမူဘုံမူချုပ်ပြေဆုံးလေးနဲ့တာဝန်ရှိသူများကအရာရှိအရာခံအချက်အဆင့်စစ်တီတော်ဂျင်ဝေဖြေနဲ့တက်သားအဆင့်ရေးဖြေနှုတ်ဖြေဖြေဆိုနေမှုများကိုလက်လံကြည့်ရှုအားပေးကြကြောင်းသိရပါဗျာ။ နေ့80ပြည့်တပ်မတော်နေ့အထိမ်းအမှစစ်တီတော်ကျင်းဝပြိုင်ပွဲကိုတိုင်းစစ်ဌာနချုပ်ကူကဲမှုအောက်ရှိတရင်တပ်ဖွဲ့များမှအရာရှိအရာခံအချက်တပ်သားအစင်တို့တွင်ဝင်ရောက်ရှင်ပြိုင်ဖြစ်သူ60ဦးဝင်ရောက်ဖြစ်စုကြရလို့သိရပါတယ်ရှင်။